ဇီယာရဲ့ကလေးကိုကိုဝင်ဆောင်ထားရတဲ့ဝမ်စုခိုင်သိန်းပါပေါင်းညာစာရီကိုတည်ဝင်လိုက်တဲ့ဆရာကျွန်းလင်းဖောက်ပြန်နေတဲ့မျက်စုကိစ္စရာကြဖြစ်သူကရှင်မီဇီယာရဲ့ကလေးကိုကိုဝင်ဆောင်ထားရတဲ့ဝမ်စုခိုင်သိန်းပရိသတ်စစ်တော်ဆူရတေယဆောင်းဝိုင်းစုခိုင်တိန်ဟာမကြသေးမီကတမန်ရဲ့ဘိုက်ပူရဲပုံစံနဲ့ပတ်သက်ပြီးထွက်ပေါ်ခဲ့တဲ့ကောလာဟာလာရီကိုပွန်ပွန်လင်းလင်းရှင်းလင်းပြောကြားခဲ့ပါတယ်။အထူးသဖြင့် ဇီယာနေပိုင်ဂျီနီယာလားဆိုရက်ကောလာဟာလာရီပေါ်ဖွေဟာပြောဆိုသွားခဲ့ပါရီမကြသေးမီကသူမရဲ့ဗီဒီယိုဖိုင်တစ်ခုမှာဘိုင်နိုင်ငံပူနီယာကိုပရိသတ်တွေသတိထားမိခဲ့ပြီးဘိုင်ဂျီနီယာလားဆိုရက်မိခွနေတီပါထွက်ပေါ်လာခဲ့တာပါတရပေါ်ဝိုင်းစုခံတဲ့ကတော့ဘိုင်ကပူလိုက်ပိလိုက်ပိအခုတော့ဝိနေနေပြန်ချထားပါတယ်လို့ရီမောင်းရင် ရှင်းပြပါရီဒါအပြင်ဘိုင်ဂျီနီယာလားဆိုပြီးပြောကြလို့ ဘိုင်းမပူနေဘူးဆိုတာပြန်နောက်လိုက်တာပါလို့လဲဒီမရဲ့စာနောက်တစ်ထည့်ပုံစံတိုင်းဖွင့်ဟခဲ့ပါတယ်။အမှန်တကယ်တော့အဲ့ဒီဗီဒီယိုဖိုင်တွေကဘိုင်းပူနေသလိုထင်ရတဲ့ပုံစံဟာရိုက်ကူးရေးမှအသုံးပြုခဲ့တဲ့အလင်းရောင်ချောင်းဖြစ်သွားခဲ့တာလို့လဲဒီမကဆိုပါတယ်။ဒီလိုကလဟာလာရီထပေါ်လာချိန်မှာစိတ်ဆိုးဒေါသထွက်ခြင်းမရှိဘဲရီမောဖြော်ရှင်စွာပြန်လည်ဖြည့်ရှင်ခဲ့တဲ့ဝိုင်းစုရဲ့ပုံစံကချစ်စရာကောင်းလာပါတယ်။အနုပညာရှင်တယောက်နေနဲ့ပရိသတ်ရဲ့ဝေဖန်ချက်ပြတွေကိုလက်ခံမှုဆိုတာလေကူတဲ့ကိစ္စမဟုတ်ပါဘူး။ ။ Time Mailway ဝိုင်းစခန်သင်းကတော့တမကိုဝေဖန်အကြံပြုတာရင်းအမြင်မျိုးမျိုးကို Geo Design လိုက်လံကြည့်ရှုရဲလို့ပြောပါရယ်။ဝိုင်းစုကကိုကိုဝေဖန်အကြံပြုတာရင်းအားလုံးကိုလိုက်ကြည့်ပါရယ်လို့တမကပြောခဲ့ပြီးငါဘလို့ပြပြင်ရမလဲပေါ့နော်ဆိုပြီးကိုဟာကိုပြန်လည်ဆန်းစစ်တက်တဲ့တမရဲ့စိတ်နေစိတ်ထားကို ဖော်ပြခဲ့ပါရယ်။နေပညာရှင်ဘွားမှာပြိတ္တရဲ့အာပေမှုနဲ့ဝေဖန်မှုနှမျိုးစလုံးကိုလက်ခံပြီးတိုးတက်အောင်စူးစမ်းနေတဲ့ဝိုင်းစုရဲ့ဒီလိုစိတ်တက်ကတကယ့်ကိုချီးကျူးစရာပါပဲ။ ။မဆုခံတဲ့ရင်ဒီလိုပွင့်လင်းမြင်သာမှုနဲ့ပြိသက်ပေါ်ထားတဲ့လေးစားမှုတွေကဒီမှာကို ပြိသက်တွေပုံမချစ်ခင်အားပေးရခြင်းရဲ့အဓိကကြောင့်ရင်းတွေထဲကတစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ပါပေါင်းညစာရီကိုတည်ဝင်လိုက်တဲ့ဆရာကျွန်းလင်းမကြသေးခင်ကမော်ဒယ်လောကရဲ့ဖခင်ကြီးလိုလူတီများတဲ့ဆရာကျွန်းလင်းဟာဇွန်လ၄ရက်နေ့ကဘန်ကောက်ကနေပြန်ရောက်လာပြီးတဲ့နောက်ဇွန်လ၅ရက်နေ့နေ့လယ်ပိုင်းမှာတော့တာဝန်ရှိသူတွေကစင်မေဖို့ဖုန်းဆက်ခေါ်ယူခဲ့ပြီးတဲ့နောက်မှာတော့ထိန်းသိမ်းစစ်ဆေးခံခဲ့ရပါတယ်။ ဒီလိုခက်ခဲချိန်မှာဆရာကျွန်းလင်းကိုချစ်ခင်လေးစားကြတဲ့လူပညာရှင်မောင်နှမတွေကသူ့အတွက်စိုးရိမ်ပူပန်ခဲ့ကြပြီးအမြန်ဆုံးအဆင်ပြေစေဖို့ဆုတောင်းမေတ္တာတွေပို့သခဲ့ကြပါတယ်။တေယောဆောင်လင်းအောင်နဲ့မေကလင်းလင်းတို့ဟာဆရာကျွန်းလင်းရဲ့မိဘကိုတည်တက်ပြီးသူတစ်ပါးကိုအမြဲကူညီတက်တဲ့စိတ်ဓာတ်ကိုချီးကျူးရင်းအမြန်ဆုံးအဆင်ပြေဖို့ဆုတောင်းပေးခဲ့ကြပါတယ်။အစောရောဖြစ်မြအောင်ကလည်း ကျွန်တော်ရဲ့ဖိုးကျမ်းမကြီးခက်ခဲဖြစ်နေချိန်လိုအပ်သောစေဝါရီကူညီပေးခဲ့ဖူးတယ်လို့ကျွန်လျင်စေတနာကောင်းမှုကိုပြောရင်အစဉ်ပြေစေဖို့ဆုတောင်းပေးခဲ့ပါတယ်။ဝန်တာဆရာကောင်းနာကတော့ဆရာကျွန်လျင်ဟာ၅ရက်ကြာထိန်သိမ်းခံခဲ့ရပြီးတဲ့နောက်ဇွန်လ9ရက်နေ့မှာပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်။သူ့ရဲ့ပြန်လည်လွတ်မြောက်လာမှုအပေါ်ပြည်သက်တွေနဲ့တပည့်တွေကဝန်တာပျော်ရွှင်ခဲ့ကြပါတယ်။တယောက်ဆောင်တေဇာလင်းအောင်ဟာဆရာကျွန်လျင်နဲ့ဗီဒီယိုကောပြောပြီးရှ िख ိုခါရာပြုခဲ့ပါတယ်။ တေယောဆောင်စီရဲ့ထက်ကလည်းမိဘအပေါ်တက်ရှိဖရာတက်စုလို့တည်တက်ယူသေးပြီးပြုစုဆောင်ရှောက်ပေးနေတဲ့ဆရာကျွန်းလင်းကိုအဆဆအရရအစဉ်ပြေချုံမွေ့စေဖို့ဆုတောင်းခဲ့ပါရင်ဒီလိုခက်ခဲတဲ့အချိန်မှာသူကိုစိတ်ပူပေးကြတဲ့ပရိသတ်တွေနဲ့လူပညာရှင်တွေကိုဆရာကျွန်းလင်းကလည်းကျေးဇူးတင်ခဲ့ပြီးတာပေါင်းညာစာတွေကိုတော့အရန်ချစ်တဲ့ဆရာတို့ရဲ့ဆရာအစဉ်ပြေရနော်လို့ရွေးပြောခဲ့ပါရင် တခါတလေအဆင်မပြေမှုတွေကိုတကယ်ကျေးဇူးတင်နေဘသူကအပေါ်ရန်ဘသူကဆင်ရင်နဲ့ပေါင်းလဲလို့တရားလိုပါလို့လဲတကန်းဆာရရှိခဲ့ပုံကိုရင်ဖွင့်ပြောပြခဲ့ပါတယ်။ဖောက်ပြန်နေတဲ့မျက်သူသူကိစ္စရာကြာဖြစ်သူက ရှင်မီဇွန်လ17ရက်နေ့ကသူရဲ့မိန်းမမျက်သူသူဖုန်းအဆက်တွေပြတ်တောက်သွားတာကြောင့်စိတ်ပူပြီးတင်ခဲမိရပါလို့ဆိုပါတယ်။ဇွန်လ17ရက်နေ့မနက်ပိုင်းမှာ post တင်ခဲ့တဲ့သူနဲ့ချစ်သူမျက်သူရောအလုပ်ကိစ္စလေးနဲ့စကားများထားခဲ့ကြပါတယ်။ ။အိမ်နောက်ညာဘက်မှာမြတ်သူကသူ့အမစီခနာတွားရင်ဖုန်အားကုန်ပြီးဆက်ပေးသွားခဲ့တာပါ။အဲ့ဒီအချိန်မှာပို့စတင်ခဲ့တဲ့သူကချစ်သူစိတ်ဆိုးပြီးရှောက်သွားတယ်ထင်လို့စိတ်ပူပန်ပြီ။လူမှုကွန်ရက်ပေါ်မှာရေးတင်ခဲ့မိတာပါလို့ရှင်းပြပါရစေ။ဒါပေမဲ့အိမ်ညာကလေးကမြတ်သူသူနဲ့အဆက်အသွယ်ပြင်ရခဲ့ပြီးခုဆိုရင်ဘေးနားမှာအမြဲတမ်းတူတူရှိနေပြီဖြစ်ကြောင်းသူကပြောပါရစေ။ ဆိုင်ဖွင့်ပွဲတစ်ခုရှိနေရကြောင့်လူတွေရဲ့အာရုံဆိုင်မှုကိုရှာသလိုမျိုးမဖြစ်ရအောင်ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှထမပြောဘဲနေခဲ့တာပါလို့လည်းပြောပါသေးတယ်။စေပူအားလုံးခဲ့မိတဲ့အတွက်လူအလုံးကိုတောင်းပန်ပါတယ်လို့ပြောပြီးစေပူပေးခဲ့ကြတဲ့သူတွေအလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်လို့ကျေးဇူးတင်စကားလည်းပြောထားပါသေးတယ်။ရသူသူကသူ့အပေါ်ပဲတစ္ဆာရှိအားဖြစ်ပြီးရီစားနဲ့ချိန်တွေ့တာမဟုတ်ပါဘူးလို့လည်းဒုက္ခပြောပါသေးတယ်။ လကဘာကလန်းကြီးရင်တော့အတန်းရှိရှာနေရအသီးသားကြီးကိုဖြောင်းလင်းပြောင်းစားနဲ့အံ့ဩစရာနော်